ားပါရှင်။ဧပြီလ၈ရက်အင်္ဂါနေ့ရွှေငွေထူးခြားပြည်ရင်သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစွာတင်ဆက်မယ့်သတင်းကတော့နာဆကာဥက္ကဋ္ဌစကိုင်းတို့ရောက်ရှိစစ်ဆေးနေတဲ့သတင်း။ငလင်တန်တည်ခဲ့တဲ့စကိုင်းတိုင်းတွင်ပျက်စီးဆုံးရှုံးခဲ့ရမှုများအားနာဆကဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမေအောင်လိုင်ကဧပြီ6ရက်ကကြည့်ရှုဆစေးစဉ်တည်တခုဝိပဿနာကျောင်းလိုက်တွင်သတင်းသုံးနေတော်မူတဲ့တည်တခုဆရာတော်ကြီးအားဖူးမြော်ကြီးညိုခဲ့ကြောင်းသိရပါဗျ။အဲ့ဒီလိုဖူးမြော်ကြီးညိုပြီးနောက် ငလင်ကြောင့်ပြူကျပျက်စီးမှုများဖြစ်ပေါ်ခဲ့တဲ့မြက်စွာဖရားရှင်ရဲ့တတ်တော်မွေတော်များကိန်းဝင်ရာဖရားစီရီပထူများပြုပြင်ထိန်သိမ်းဆောင်ရှောက်ရမှာအသုံးပြုရန်အတွက်အလူငွေကျပ်3900နဲ့လူဝဲပစ္စည်းများကို စက္ကပ်လူတန်းပြီးငလင်တန်ကြောင့်ပြန့်လွန်တော်မူခဲ့သောရဟန်းတန်ကားများသီလရှင်များနဲ့ပြည်သူများအတွက်အမျှပေးဝေပါတယ်အဲ့ဒီနောက်နာစကာဥက္ကဋ္ဌဟာသခိုင်းမြို့သောတာပန်ရက်ွက်ရှိကာလန်မော်တွင်ငလင်တန်းကြောင့် ပင်မလန်ဦးချောင်းရွေရှားပြောင်းလဲခဲ့တဲ့အထိထိခိုက်ပျက်စီးခဲ့ရမှုများအားကြည့်ရှုစစ်ဆေးခဲ့တယ်လို့သိရှိရပါတယ်ရှင်ဆလတ်တင်ဆမဲတဲ့ရင်ကတော့ထိုင်းမြန်မာချစ်ချည်ရဲ့အသင်းမှာဗတ်စဲသိန်းတန်းမြေတူကားတစီလှူရန်နေတဲ့တဲ့ငလျင်ပေးကယ်ဆယ်ရေးရင်အသုံးပြုနိုင်ရန်ထိုင်းမြန်မာချစ်ချည်ရဲ့အသင်းမှာဗတ်စဲသိန်းတန်းမြေတူကားတစီလှူရန်ခဲ့ကြောင်းမြန်မာနိုင်ငံဆိုင်ရာထိုင်းတန်ယုံမှအတိပေးထုတ်ပြန်ထားပါရယ် ဧပြီလ6ရက်မိုးလဲ2နာရီခန့်တွင် ထိုင်းတန်ယုံရန်ကုန်မှတန်မတ်ကြီး His Excellency Mr. Monkovic Stan Ha ထိုင်းမြန်မာချစ်ကြီးအသင်ကိုစားဘတ်ဆယ်တင်တမှုရှိမြေတူကတစီမန္တလေးတိုင်းသို့ပေးရလှူဒန်းခဲ့ရောမန္တလေးတိုင်းအစိုးရအဖွဲ့လူမှုဝန်ထမ်းကဲဆေးရေးနှင့်ပြည်လည်နေရာချထိုင်းဝန်ကြီးဌာနဦးအောင်ကျော်မှုကမန္တလေးမြို့ Sky Villa ကိုတို့အရှိန်အဟုန်တွင်လက်ခံခဲ့ကြောင်းသိရပါရရှင်။ ောက်ထပ်တင်ဆက်မယ့်သတင်းကတော့စင်ကာပူကုညီကယ်ဆေးရေးအဖွဲ့ကရှောက်ခွေကယ်ဆေးရေးသုံးပစ္စည်း7မျိုးမြန်မာမိသားကိုကုညီပေးခဲ့တဲ့သတင်းစင်ကာပူ Civil Defense Force Operation Lionheart Contingent အဖွဲ့ဟာ၎င်းတို့တပ်ဖွဲ့မှယူဆောင်လာတဲ့ရှောက်ခွေကယ်ဆေးရေးလုပ်ငန်းသုံးပစ္စည်းကိရိယာများတွေမှာရှောက်ခွေကယ်ဆေးရေးလုပ်ငန်းသုံးပစ္စည်းကိရိယာအမျိုးအစား7မျိုးတို့ကိုမြန်မာနိုင်ငံမိသက်တပ်ဖွဲ့တွင်အသုံးပြုနိုင်ရေးအတွက်မိသက်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ထံသို့ပေးရလှူဒါန်းခဲ့ကြောင်းသိရပါသည်။ လူဒန်းငယ်သောပစ္စည်းစရင်မှာ First David Dome Shape 6လုံး For David David and Ventures လေးလုံး One Man Stand 89လုံး Dance Light အလုံး80ခန့် Inflatable Pillow အလုံး80ခန့် Yoga Mat 80ခု Slipper အရန်90ခန့် Spray Paint 10ခုခန့် Good Food တစ်ပါးကင်း3 MS အခု90ခန့် mini cutter battery တလုံး can food otg တို့ကိုလှူဒန်းခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ရှင်။ ။ထပ်မံတဲ့စက်မဲ့တဲ့ငါတော့တာချီလေးဒေတာခန့်များကငလျင်တဲ့ဒေတာများအတွက်ကြက်သိန်း၄တောင်လှူရနေတဲ့ငလျင်တန်တဲ့ဒေတာများအတွက် ရှမ်းပြည်အရှေ့ပိုင်းတာချီလေးမျိုးရှိတာဝါတရုတ်ဘုံကျောင်းရဲ့မာတီမှုဖြင့်ဒေတာခန့်များပါဝင်လှူရနေကြက်သိန်း၄တောင်ခန့်တက်မှုရှိစာနယ်ရိက္ခာနဲ့စေဝါများကိုလှူရန်ပေးပို့ခဲ့ကြောင်းသိရပါဗျာ။ အစိုးရစေဝါအတုံးအဆောင်နဲ့စာနယ်ရေးခါများကိုတာချီလေးတာဟွာတရုတ်ဘုံချောင်းကိုပကအဖွဲ့ဝင်များမှဦးဆောင်မှတပြီးမြို့သူမြို့သားများရဲ့ဝိုင်းဝန်းထဲဝင်လှူဒန်းမှုဖြင့်ဧပြီလ9ရက်မိုးလယ်ပိုင်းကမန္တလေးတိုင်းဒေသကြီးငလင်တန်းတဲ့ဒေသများသို့ဒုတိယအကြိမ်ပို့ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဧပြီလ၁ရက်မိုးလဲပိုင်းကလည်းမန္တလေးတိုင်းဒေသကြီးငလင်ထန်သိဒေသများတို့ပထမအကြိမ်ပိုဆောင်လူရန်ခဲ့ကြပြီးနှစ်ကြိမ်ပေါင်းလူရန်မှုစက်သိန်း၄တောင်ခန့်ရှိပြီဖြစ်တယ်လို့သိရပါတယ်ရှင်။နောက်ထပ်တင်ဆက်မယ့်သတင်းကတော့သခိုင်းမျိုးရွက်ွက်ချိုရင်လျှက်စင်မြေပြန်ရပြီလို့သိရတဲ့သတင်းသခိုင်းမျိုးရှိရွက်ွက်ချိုရင်ငလင်လောက်ခတ်ပြီးနောက်9ရက်အကြာဧပြီ6ရက်ညပိုင်းမှာဆာလို့လျှက်စင်မြေပြန်လဲရရှိကြောင်းသိရပါဗျ။နန္ဒဝန်ကွက်တက်မှာဧပြီ6ရက်6နာရီခွဲလောက်မှာမြေပြန်ရကြောင်းနဲ့ နနဝန်နဲ့ဆက်ဆက်နေတဲ့ချင်းစုနန်းတော်ရပူဒန်းစသဖြင့်ရက်ွက်တွေမှာလည်းမိမိရသေးကြောင်းမြို့ကန်တူကပြောကြားရလို့သိရပါဗျ။တရားဆောက်လို့ရတိုက်တန်းတွေနဲ့ကန္နာလန်တလျှောက်မိရတာနှစ်ရက်လောက်ရှိပြီလို့ပြောကြားခဲ့ကြောင်းလည်းသိရှိရပါတယ်ရှင်။ကျမတို့ရှင်ကုံမီဒီယာကနေပြည်ရင်းမှာဖြစ်ပွားနေတဲ့သတင်းဖြစ်စဉ်များအပါအဝင်နိုင်ငံတော်ရှိထူးခြားဖြစ်စဉ်များကိုအစ်စင်နဲ့တပင်းသိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါရယ်။ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးတင်ရှိပါရယ်ရှင်။